ပရိသတ်များအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့နေ audio book channel လေးကနေကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူကြိုကြိုရေးသားထားတဲ့ရေစကုံတဲ့နေဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဇာတ်လမ်းလေးမစခင်မှာတော့ကျမတို့ရဲ့ channel လေးကို like နဲ့ subscribe လေးလုပ်ပြီးဘေးနား notification လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီတန်းတန်းကြီးနေသားရဲ့ချစ်သူဆိုတဲ့ကောင်မလေးအိမ်ရောက်နေတယ် နှစ်သားနောက်ကိုလိုက်လာတာရွှေစင်နဲ့ဒေါ်တန်းသားအလုတ်ကပြန်ရောက်ရောက်ချင်းရောင်းမဖြစ်သူဒေါ်ခင်မော်ရဲ့စကားကိုကြားတော့ရှင်နေပူပင်သွားမိတယ်ဒေါ်တန်းသားရဲ့ယောက်ျားဒေါ်ခင်မော်ရဲ့မောင်ကဒေါ်တန်းသားကိုကလေးနှစ်ယောက်နဲ့ထားခဲ့ပြီးနောက်မိမယူသွားတာဖြစ်တယ်မောင်ဖြစ်သူကဖောက်ပြန်သွားတာကြောင့်ဒေါ်ခင်မော်ကဒေါ်တန်းသားအပေါ်အားလဲအားနာတနာလဲတနာတယ်ဒါကြောင့်ဒေါ်ခင်မော်ကတော့ဒေါ်တန်းသားနဲ့အတူနေထိုင်ပြီးဒေါ်တန်းသားရဲ့ကလေးနှစ်ယောက်ကိုအတူပြုစုစောင့်ရှောက်ပေးခဲ့တယ် ော်တန်းတန်းရဲ့တမီးကြီးတတက်ကအုံနောက်ပိုင်းဆိုင်ရာမကျမ်းမာတဲ့သူတယောက်ဖြစ်၍ကျောင်းမနေရတားငယ်ကြောကြောကတော့ပညာရေးကိုစိတ်မဝင်စားတာကြောင့်ရှစ်တန်းအထိသာကျောင်းနေခဲ့တယ်။အိမ်ရဲ့ဝင်ငွေအတွက်ဒေါ်တန်းတန်းကတမင်းဆိုင်မှာအလုပ်လုပ်တယ်။ဒေါ်ခင်မောကသူများအိမ်မှာအိမ်ရကူလုပ်တယ်။တတက်ကဖရဲတီရောက်နေကြောကြောကတော့ကားဝက်ရှော့မှာအလုပ်လုပ်တယ်။မိသားစုဝင်အားလုံးအလုပ်လုပ်ကြပေမဲ့စားစရိတ်နဲ့အိမ်လာကအတွက်လောင်းကယုံသားရှိပြီးမပူရှက် တတဦးတပ်ပေါတုံးကဘိုက်ခွဲထားရတဲ့ကုန်ကြကြီးလည်းအကျွေးတင်နေတာမို့သူတို့စက်နေရသေးတယ်။ဒေါ်တန်းကကြော်ကြော်ကိုတေချာမှထားတယ်။ကြော်ကြော်ကြီးဒါအမေတို့မှမင်းအမဈေးရုံတက်ရတော့ကဘိုက်ခွဲထားတာအကျွေး၁၀သိန်းလောက်တင်ထားတယ်။အကျွေးလေးကြီးမှတားအိမ်အောင်ပြုချင်ပြုနော်။တားမှချစ်သူရှိနေတယ်လို့အမေကြားတယ်။အမေကမတားမြင့်လို့ပါဘူး။ဒါပေမဲ့အကျွေးလေးကြီးမှတားယူမဲ့မိန်းမအတွက်တင်တောင်းဖို့စုပေးနိုင်မှာ။လောလောဆယ်အမေတို့မှမရှိဘူး။ အကျွေးလေးကျရင်တော့ตาလဲตาရတာตาစုအမေတို့လည်းကူစုပေးမယ်ထိုချိန်ကကြော်ကြော်ကဒေါ်တန်းတန်းရဲ့ဇာနာအတိုင်းလိုက်နာမယ်ဟုဂရီပေးထားခဲ့တယ်။သို့တော့ခုတော့အမေ तू ကချောင်းသာမျိုးပါပါ။ तू ကဖွယ်လဲရထားပြီးသားပညာတတ်တယောက်ပါ။အမေကျွေးမကပညာတတ်ဖို့မလိုပါဘူးသား။ကိုချင်းတိတ်ခါကောင်းရင်ရပါပြီ။ဒါပေမဲ့ခုပညာတတ်တယ်ဆိုတော့လေအမေကဂုဏ်ယူရမှာပေါ့။ဒါပေမဲ့အမေတို့မှသူ့မိဘတွေကျေနပ်နိုင်လောက်တဲ့တင်တောင်းပစ္စည်းမျိုးဘာမှမရှိဘူးသား။ ဒေါခင်မောရဲ့ဒေါတန်းတန်းရင်နဲ့ကြော်ကြော်တို့သုံးယောက်ခေါင်းချင်းဆိုင်ကြတယ်ဒေါခင်မောကတားရင်သူကဘာလို့ဒီကိုလိုက်လာရတာလဲချောင်းသာနဲ့ဒီနေဆိုတာအဝေးကြီးလေလွန်လွန်ကျူးကျူးတွေဖြစ်လို့ဘိုက်ပေါ်လာပြီးဖုံးမရဖီးမရနဲ့ဆိုမပြောလိုပါဘူးခုတော့တားတို့ကတလားနေတော့တခါတွေ့ကြတာမဟုတ်ဘူးအမေမောကတားတို့ကိုမယူစေချင်လို့ပြောနေတာမဟုတ်ဘူးနော်သူ့အနေနဲ့တားဘက်ကသူ့ကိုယူနိုင်တဲ့အစွမ်းစရှိပြီလားဆိုတာအရင်မေးတင်တယ်လေကျော်ကျော်ကခေါင်းသာကုန်နေတယ်တားလည်းမမျော်လင့်ထားပါဘူးအမေမောရဲ့ ။ "तू ကမပြောမစုံနဲ့လိုက်လာတာ။ဘာလို့လဲလို့မေးတော့သူ့အိမ်နဲ့ပြဿနာဖြစ်လာလို့လို့ပြောတယ်။ဒေါခင်မော်ရောဒေါ်တန်းတန်းရောတက်ပြင်းတာကြားမိကြတယ်။အမေရဲ့တခုခုလှုပ်ပေးပါဦး။ကျွန်တော်သူ့ကိုပြန်ပို့လိုက်လို့လည်းမရတော့ဘူး။သူ့မိဘတွေက तू ကျွန်တော်နောက်လိုက်လာတာသိသွားကြပြီ။ဒေါ်တန်းတန်းကစိတ်မောစွာနဲ့တက်ပြင်းရှည်ကြီးချလိုက်မိတယ်။အေးလေပြန်ပို့ရင်အမေတို့လည်းစိတ်ထဲမကောင်းရကြသွားမှာပေါ့သူမိဘတွေနဲ့အဆင်ပြေအောင်ပဲညှိကြရအောင်ဒေါခင်မော်နဲ့ဒေါ်တန်းတန်းတို့ကရွှေစင်ရဲ့မိဘများစီဖုန်းလန်းဆက်ကြတယ် ော်ကျော်နဲ့ရွှေစင်ရဘေးမှာအတူထိုင်ကြတယ်။ကျမတို့သမီးကဘွေရပညာတက်လီသိန်း90လောက်မှမတင်မပေးစားနိုင်ဘူး။ရွှေစင်ရဲ့အမေကအထက်စီးရပြောလာတယ်။အဖေဖြစ်သူကတော့ဘာမှဝင်မပြောပါ။အနားမှာတော့ရှိနေမဲ့ထင်တယ်။အမရေ ကျမတို့ကလက်လုံလက်စားသမားတွေပါ။သိန်း90ကြီးဘလို့လုပ်တင်နိုင်မှာလဲ။ကျမစိတ်ကူးထားတာဘုံကြီးเจ้าမှာမင်္ဂလာဆွန်လေးကျွေးအမလီဘယ်ဖြစ်မလဲ။ကျမတို့ကဒီသမီးတယောက်ပဲရှိတာ။မင်္ဂလာဆောင်ကိုခန်းခန်းနာနာလုပ်ပေးရမှာပေါ့။ ကျမမလုပ်ပေးခြင်းလို့ပြောနေတာမဟုတ်ပါဘူးအမရေလုပ်ပေးဖို့မတက်နိုင်လို့တောင်းဆိုနေရတာပါပြီးတော့ရွှေစင်ကမပြောမဆိုနဲ့ရောက်ချလာတော့ကျမတို့ဘာမှပြင်ဆင်ချိန်မရဘူးကျမတို့မှအကျွေးလဲဆက်နေရသေးပါတယ်အိမ်ကလည်းငှားနေနေရတာပါဒီမှာအဲ့ဒါနင်တို့ကိစ္စလीနင်တို့သားနဲ့ငါသမီးကအခုတရင်နဲ့နေနေပြီငါတို့ကျင်နဲ့အောင်လုပ်ပေးရမှာပဲဒေါ်တန်းသားစိတ်ချင်းရဲသွားကကြော့ကြော့ကိုလှမ်းကြည့်တယ်ရွှေစင်ကမျက်စိမျက်နှာပြက်နေတယ်အဲ့ကောင်မကိုပဲတတ်ချင်တယ် ကို့အဆင့်တန်းနဲ့များအလုံးစုံဂုံးစုံကကောင်ကိုရွေးယူရတယ်လို့ဒီမဲ့အမကျမသားကိုအဲ့လိုမပြောပါနဲ့ကျမတို့ကဆင်းရဲပေမဲ့တိတ်ခါရှိရှိနေတာပါဘာတိတ်ခါလဲမွဲပြကြနေတဲ့ဆင်းရဲသားတွေအများဒေါ်ခင်မောကစိတ်တို့၍ဒေါ်တန်းတန်းလက်တဲရဖုန်းကိုဆွဲယူလိုက်တယ်ဟဲ့ဒီမှာနေသမီးကိုငါတို့သားလှမ်းခေါ်တာမဟုတ်ဘူးနော်နေသမီးဘာသာလိုက်လာတာငါတို့ကိုနေဒီလိုပြောစရာမလိုဘူးငါတို့မတက်နိုင်လို့တက်နိုင်တဲ့အနေထားကိုပြောပြနေတာနေမှာသားမကျေနပ်လို့မပေးစားနိုင်ဘူးပြောနေလေနေသမီးကဒီရောက်နေပြီ ငါတို့ကမပေးစားခြင်းနေဆိုပြီးပြဖို့ပေးလိုက်လို့ရတယ်နော်ငါတို့သာတိတ်ခါကြမှာစိုးလို့ဟာဟာတိတ်ခါကြမှာစိုးလို့ဆိုပဲဒါဆို350တင်တောင်းပါတယ်ဆိုပြီးပတ်စံ350ယူပြီးတိတ်ခါရှိရှိလာခဲ့လိုက်လीမဟုတ်ရင်တော့ရှင်တို့သားစောက်ပြစ်မရှိတဲ့အနုဆုပ်ကုဆုပ်ကောင်းလို့ပဲကျမကတတ်မှတ်ရမှာပဲဒေါ်ကင်မော်ကအန်ဝစိတ်ကမကန်ကျစိမ့်နဲ့အေးရတယ်350တင်တောင်းမယ်အမဒေါ်တန်းကထိတ်လန့်စွာခေါ်တော့ဒေါ်ကင်မော်အသားနေဆိုတဲ့သဘောနဲ့လက်ကပြတယ် နေဖြစ်ခြင်းတဲ့အတိုင်းမင်္ဂလာလဲဆောင်ပေးမယ်။ဒေါခင်မော်ကထိုသူပြောကဖုန်းချပစ်လိုက်တော့ဒေါ်ရွှေစင်ရဲ့မျက်လုံးများအယောင်လက်သွားတယ်။ဒေါခင်မော်ဖုန်းချလိုက်တော့ဒေါ်တန်းသားပြူးပြူးပြပြနဲ့အမရေဘာလို့အဲ့လိုပြောလိုက်တာလဲ။ကျမတို့သိန်း90ကြီးဘယ်ရသွားရှာမှာလဲ။မင်္ဂလာဆောင်ရင်လဲ20အစိတ်လောက်ကုန်မှာဘယ်ရပတ်စံရမှာလဲအမရေစိတ်ညစ်ပါတယ်။ဒေါ်တန်းသားကစိတ်ပြက်ညင်ညူစွာထိုင်ချရင်းငိုကျင်သွားတယ်။ဒေါခင်မော်ကမကန့်ကျဲစိတ်နဲ့သာ မာနထားပြီးပြောလိုက်ပေမဲ့ အပိသားကြတော့ဘလို့လောက်ရမယ်မကြံစည်တတ်တော့ပါဒေါခင်မောကအတန်ကြောင်စဉ်းစားပြီးကမှဒေါ်တန်တန်အနာသူကက်ကဟဲ့တန်တန်နင့်အမရီနေတဲ့ချန်ကဘိုးဘွားပိုင်ချန်ဆိုနင့်အမေအိုကြီးဆုံးရင်အမွေရမှာမဟုတ်လားဒေါ်တန်တန်ကဒေါခင်မောကိုထိတ်လန့်စွာကြည့်မိတယ်ဘိုးဘွားပိုင်ချန်ဟုတ်ပေမဲ့အဖေသာဆုံးရင်အမေကအသက်80နဲ့အသက်ရှိတင်စားရှိသေးတာမို့အမွေမတောင်းရပါအမေဖြစ်သူနေမကောင်းတဲ့တရင်ကြားရိပ်နှုတ်ဦးဆောင်မှာကျင်းသာလှုပ်ပေးနိုင်ခဲ့တာမို့အမေဖြစ်သူတန်းအမွေမတောင်းရပါ အမေဖြစ်သူကတတိလဲမကောင်း၍နှလုံးလဲမကောင်းတာကြောင့်ခြံထဲမှာကြံနေခဲ့တဲ့တခြားမောင်နှမတွေကစောင့်ရှောက်ထားရတယ်။ဒေါ်တန်းသားယောက်ျားရကလေးကယောက်ျားဖြစ်သူမျိုးကိုလိုက်နေခဲ့တာကြောင့်အပြင်ရောက်သွားတာဖြစ်တယ်။အလန်းဝေးတဲ့မျိုးမို့အမေဖြစ်သူစီတနစ်နေလို့တခါမရောက်ပါ။ခုချိန်ကျောင်းမအမွေလိုချင်ရစ်သွားရင်တခြားမောင်နှမတွေကစိတ်ဆိုးကြမှတေးကြတယ်။အမရဲ့အမေမမဆုံးသေးတာ။ကျမဘလို့လုပ်ပြီးအမွေတောင်းရမှာလဲ။ဟဲ့ဘာပဲပြောပြောနေရစရာရှိတာပဲလေ။ နေ့မေဆုံးရင်လဲရှားမဲ့အတူတူရစီရရှိတာခုကလေးကကြိုတောင်းထားလိုက်တော့ဘာဖြစ်လို့လဲဒီကအခြေအနေကိုပြောပြလိုက်ပေါ့ဒေါ်တန်းသားကတွေ့ဝေငေးမောစွာစဉ်းစားကြည့်မိတယ်မဖြစ်ပါ အမေတောင်မဆုံးသေးပဲအငွေတောင်းနေဆိုပြီးမောင်နှမတွေဝိုင်းအပြစ်တင်ကြမဲ့အဖြစ်မျိုးအဖြစ်မခံရနိုင်မှာဒေါ်တန်းသားစာလဲဒီစိတ်အိတ်လဲဒီစိတ်နဲ့စားမဝင်အိတ်မပြောဖြစ်လာတယ်ရွှေစင်အိမ်ကိုရောက်နေတာလဲတလကြော်လာပြီးရွှေစင်ရဲ့မိဘတွေကလဲဘယ်နဲ့လဲဘယ်မလဲ30တင်တောင်းပြီးမင်္ဂလာဆောင်ပေးမှာဆို ဖုံးဆက်ပြီးခနဲကြတယ်၊နှိမ်ကြတယ်။ရွှေစင်းစီကိုလည်းဖုံးဆက်ပြီးဆဲဆူအပြစ်တင်ကြတော့ရွှေစင်းကကြော်ကြော်ကိုမဲတော့တယ်။မောင်မောင်တော်ပြောတော့ဆင်ဖမ်းမလေးကြားဖမ်းမလေးဆိုခုတော့ရွှေစင်းရောက်နေတာတလားကြော်လာပြီ။ခုထိဘာသာမှထပ်မထွက်လာဘူး။ဘလို့လုတ်ပေးမှလဲ။ကြော်ကြော်ကစိတ်ညစ်၍အမေဖြစ်သူစီသားအပူကတ်တယ်။ထို့ကားဒေါ်တန်းတန်းမတက်နိုင်တဲ့အစုံအမရီစီကိုဖုံးဆက်ရတော့တယ်။ဟဲတန်းတန်းရင်အမေရှိသေးတယ်လေ။အမေမရှိတော့လို့ဒီစကားပြောတယ်ဆိုထားပါတော့ဟဲ့။ အမအကြီးဆုံးကစိတ်မကောင်းစွာပြောလာတော့ဒေါ်တန်တန်မျက်ရည်ဝဲမိတယ်။မမရေငါလဲဒီဘက်မှာဒီလိုအခြေအနေ ဖြစ်နေလို့ပါဟ။နေအောင်မာရှာရှည်တာသူ့ဘယ်နဲ့ပြားရှာနိုင်လို့30တင်ပဲပြောရတာလဲ။မင်္ဂလာပဲဆောင်မဲဆိုရင်တော့ငါတို့ဝိုင်းကူပေးလို့ရသေးတယ်။ခုတော့ဟုတ်တယ်မမရေငါလဲစိတ်ညစ်တယ်။ပြောပြီးသားဖြစ်နေတော့တခြားပြောင်းပြီးပြောပြန်လဲငါတို့ကိုထတ်နေတော့မှအမအကြီးဆုံးကတက်ပြင်းသာချတယ်။ငါတို့မောင်နှမတွေကရှေ့ရောက်လေတယောက်ကိုပေး20ပဲလဲပဲရမှာပေါ့။ ရောင်းရင်တရာလောက်ရမယ်ထင်တယ်။မမရေငါရောင်းတော့မရောင်းရဘူးဟာ။နင်းအသည့်တွေစီမှာပေါင်ပေးကြည့်ပါလား။80လောက်ရရင်ငါကျေနပ်ပါတယ်။ဟဲပေါင်တော်ကို80လောက်ဖေးရမလဲတန်တန်ရဲ့။ဘယ်လောက်ရမလဲဟာရသလောက်နဲ့သာပေါင်ပေးပါ။တပတ်လောက်ကြာတော့ချံပေါင်းတာသိန်း40ပေးတယ်ဟုအမကြီးဖြစ်သူကဖုန်းဆက်လာတယ်။ချံပေါင်းစာချုပ်ကိုဓာတ်ပုံရိုက်၍ဒေါ်တန်တန်ရဲ့ဖုန်းနဲ့ Viber ကနေလှမ်းပို့တယ်။တန်တန်ရေ၊ तू ကအချိန်တစ်နှစ်ပေးထားတယ်နော်။ တနေ့အတွင်းပြန်မရွေးနိုင်ရင်နင်းဆုံးမှာနင်းအဆင်ပြေပါမလားလောလောဆယ်တော့ဒီဘက်ကိုအဆင်ပြေအောင်အရင်လောရမှာပေါ့မမရင်ငါဆုံးတော့မဆုံးချင်ဘူးဟာထော်တန်းသားခြံပေါင်းရေးရတဲ့သိန်း၄၀ကိုစေသိန်းကြီးကဖြည့်လိုက်ပြီးထမင်းဆိုင်ရနေပတ်စံကျူးထုံးလိုက်တယ်မင်္ဂလာဆောင်မှုဇရိတ်စုံသန်းကြီးတော့သိန်း၂၀လောက်ကုန်ပဲကြော်ကြော်ကသူ့ကဝက်ရှော့တထေးစီကစေသိန်းကြီးခဲ့တယ်ဒေါခင်မောကသူ့ငယ်ငယ်ကလေးကဝတ်ထားတဲ့နဂတ်လေးကိုချွတ်ရောင်းပေးတယ်ထော်တန်းသားကရှိသမျှအပြုတ်ခံအကျွေးတင်ခံပြီး တားပြစ်သူကိုမင်္ဂလာဆောင်ပေးရမယ့်အဖြစ်အတွက်ယူကြုံမရအမေရဲ့တားအကျွေးတွေကူဆက်ပေးပါမယ်တားရဲ့မင်းကအိမ်အောင်တဲ့ဖြစ်ပြီးမင်းရှာသမျှမင်းမိမအသုံးကျင်တော့မှအမေဘလို့လောရမှာလဲဘာဆိုင်လဲအမေဟာသူ့ကိုမတက်တာလို့ဒါချက်ချင်းယူလိုက်ရတာသူလဲသိတာပဲအမေကိုအကျွေးဆက်ပေးတာတော့သူနားလည်ရမှာပေါ့မင်္ဂလာဆောင်ကိုချောင်းသာကရွှေစင်တို့ဘက်မှသွားဆောင်ရတယ်ထိုအခါဒေါ်တန်တန်းတို့ဆွေမျိုးတွေတယောက်မှမလာနိုင်ကြတဲ့အခါမင်္ဂလာဆောင်ကရှုံးနေတယ် မင်္ဂလာဆောင်ကရှားသမျှကိုဒေါ်တန်းတန်းတို့ယူရပေမဲ့တစ်တောင်းနဲ့သိန်း90ကိုရွှေစင်းမိပါတွေကစဲ့သိန်းသာလက်ဖွဲ၍ကြံနာသူတို့ယူထားတယ်။ဒေါ်တန်းတန်းမှာတနှစ်အတွင်းခြံကိုပြန်မရွေးနိုင်တော့ခြံလဲဆုံးရှုံးရတယ်။ဒေါ်တန်းတန်းကမိဘအမွေလေးဆုံးရှုံးရတော့အမအကြီးဖြစ်သူစီဖုန်းဆက်၍ငုံမိတယ်။အမအကြီးဖြစ်သူမှလည်းထက်တူစိန်မကကြော်ကြော်နဲ့ရွှေစင်ကဒေါ်တန်းတန်းတို့နဲ့ပဲအတူနေကြတယ်။ကြော်ကြော်ကကြီးထားတဲ့စဲ့သိန်းကြောင့်လာကုန်ရင် လာစားတဲ့ကတသိန်းနှုတ်ခမ်းရတယ်။ ချန်တဲ့လားစာကိုရွှေစင်သုံးမိုးနဲ့ရွှေစင်ကြောင်းစရာမှလှုပ်ဖို့တင်တန်းတက်တဲ့အခါတင်တန်းကြီးထောက်ပံ့ရတယ်။ဒေါ်တန်းတန်းကလည်းကြိုထုတ်ထားတဲ့ပစံကြောင့်လားစာတွေက9000 9000အနုတ်ခံရတယ်။အရင်လိုလူလေးယောက်အလုံးလုံးပေမဲ့စားတော့လူက9000ယောက်မို့အိမ်စရိတ်မလောက်ချင်မှာထို့အပြင်ကြော်ကြော်ရဲ့လားစာကိုလည်းအိမ်လားကအတွက်ကလွှဲရင် အရင်လိုအပြည့်မရတဲ့အခါကြက်တဲလာကြတယ်။ငွေကြီးအစင်မပြေရင်လေမိသားစုရဲ့အစင်ပြေရင်တော်သေးတယ်။သို့တော်မိသားစုရဲ့ရပါအစင်မပြေ။ ကျော်ကျော်နဲ့ရွှေစင်ကအတွင်တွင် စကားများရံဖြစ်ကြတယ်။ဒါ ው တသက်ကမကြိုက်။ညံရေးမကောင်းမိမဲ့တသက်ကသူ့မအောင်ဆဲဆိုရင်စိတ်ဆိုးတတ်တယ်။ထိုကားရွှေစင်နဲ့ရံဖြစ်ကြတယ်။တမီးရေသူတို့ကလင်မယားတွေတမီးဝင်မပါနဲ့နော်။ရောင်းမမကောင်းဖြစ်မယ်။ဒေါ်တန်းတန်းကတသက်ကိုထိုတို့ပြောထားတော့လဲတသက်ကနားလည်လိုက်စမ်းရှိတယ်။နောက်ကျော်ကျော်နဲ့ရွှေစင်တို့စကားများကြရင်တသက်ကငြိမ်သာနေတော့တယ်။ဒေါ်တန်းတန်းတို့ဒေါ်ခင်မောတို့လည်းအစာပိုင်းဝင်ပြောကြပြီမဲ့ နောက်ပိုင်းကျချွေးမအပေါ်မကောင်းမှုဟုအထင်ခံရမှဆိုတာကြောင့်ဝင်မပြောကြတော့ထိုအခါရွှေစင်ကရောင်းတက်လာတယ်ခွေတထောင်စာစောက်ကျွေးတွေပက်လဲဝိုင်းနေတဲ့အကောင်တညာတော့ရွှေစင်နဲ့ကြော်ကြော်တို့ရန်ဖြစ်ကြတယ်ညစ်အတော်နဲ့နေပြီစက်တိခွဲလောက်ရှိလိမ့်မယ်ဒေါခင်မော်ဒေါ်တန်းတန်းနဲ့တတ်တတ်တို့ကဖျားကမ်းမှာအိတ်ကြပြီးကြော်ကြော်နဲ့ရွှေစင်တို့ကမိဖို့ကြောင့်ပေးကတကားရှိတဲ့အခန်းမှာအိတ်ကြတာဖြစ်တယ်သူတို့ရန်ဖြစ်တာကိုအခန်းတကားမပိတ်ထားတာကြောင့်လမ်းမြင်နေရတယ် ရွှေစင်ကအိယာကရင်ပေါ်မှာထိုင်နေပြီးကြော်ကြော်ကမတည့်ရနေတယ်။နင့်လိုကောင်မပေါင်းဘူး။နင့်ထက်သားတဲ့ကောင်ယူပြမယ်။ဟာဟာယူလေ။နင်ကငါ့ကိုမပေါင်းရင်တခုလည်းဖြစ်မှာ။ငါ့ထက်သားတဲ့ကောင်နဲ့တွေ့မလား။ငါ့ထက်နှိမ့်တဲ့ကောင်နဲ့တွေ့မလား။စောင့်ကြည့်ကြသေးတာပေါ့။ခွေးတောင်စားစောင့်ကြွေးတွေပက်လေဝိုင်းနေတဲ့ကောင်။ဒေါခင်မော်ကမနေနိုင်တော့ရွှေစင်ညီငါတို့သားလေးကိုတော့ခွေးတောင်စားလို့မစဲပါနဲ့။တခြားလူစဲကျင်စဲပါ။ तू ကခွေးတောင်စားဆိုညီလေသူ့ယူထားတော့အတူတူပဲလေ။ ငါတို့သားလေးကအရင်ကတောက်ကျွေးပက်လက်ဝိုင်းနေတဲ့သူမဟုတ်ပါဘူးကြီးကိုယူလိုက်လို့အကျွေးဝိုင်းသွားတာပါဒေါခင်မောကဝင်ပြောတော့ရွှေစင်ကဆက်ဆက်ခါသွားပြီးမျက်နှာအကြီးတန်းစားရှုံးမဲ့သွားတယ်အမလီမပြောမိလိုက်နဲ့ပြောမိလိုက်တာနဲ့အကုန်ဝိုင်းပြောကြတော့တာပဲစိတ်ပြတ်တယ်ကြီးကိုဘသူတွေကများဝိုင်းပြောနေလို့လဲငါပဲပြောနေတာလေအမရဲ့တော်ပါတော့ထားလိုက်ပါပဝင်းကျင်မှာမကောင်းဖြစ်မယ်ဒေါသန်းကဒေါခင်မောကိုတားလိုက်တယ်ဒေါခင်မောကမကြင်မနက်နဲ့ခေါင်းမော်လဲချရင် တယောက်တည်းပြောတာတော့အကုံဝိုင်းပြောတယ်တဲ့အကုံသာဝိုင်းပြောမိရင်ဒီကောင်မဘယ်လိုတော့ပြောအောင်မယ်မသိဒေါ်တန်းသားရင်လေးစာနဲ့တက်ပြင်းသာချလိုက်မိတယ်မနဲ့ရောက်တော့ရွှေစင်ကမထစဘူး9နာရီလောက်ကြီးထားလာတယ်ဒေါ်တန်းသားထိုချိန်ထမင်းဟိုတယ်နေတယ်အိမ်သာထသွားတဲ့အထင်နဲ့ကြည်ပဲကြည်နေလိုက်ရရွှေစင်ကပြင်ဆင်၍အဝတ်စားတွေထည့်နေတယ်6နာရီလောက်နေတော့သူမကကားငါးကမပြောမစိုးပဲထွက်သွားတယ်တားရီမိမိမအထုပ်ပိုးတွေနဲ့ကားငါးပြီးထွက်သွားတယ်ဘယ်သွားတာလဲမသိဘူးဖုန်းဆက်ကြည့်ရော ဒေါ်တန်းသားကရွှေစင်ထွက်သွားသွားချင်းပဲကျော်ကျော်ကိုနှိုး၍ပြောလိုက်တော့ကျော်ကျော်ကအလူလဲထား၍ဖုန်းဆက်တယ်။ဖုန်းမကိုင်းပါ။တနေ့လုံးစိတ်ပူကောင်းဖုန်းခေါ်ကြည့်ပေမဲ့ဖုန်းကလုံးဝခေါ်မရ။ညနေလောင်းနေတော့ရွှေစင်မိဘတွေစီကဖုန်းဆက်၍ရွှေစင်မိဘတွေစီဖုန်းဆက်၍ရွှေစင်လာလားဟုလမ်းမေးကြည့်ကြတယ်။မိဘတွေကမလာကြောင်းပြန်ပြောကြတယ်။သူတို့ဖုန်းဆက်တော့လဲမကိုင်းကြောင်းပြောပြတယ်။နောက်တစ်ရက်ကျမှရွှေစင်မိဘတွေကဖုန်းပြန်ဆက်လာတယ်။ ရွှေစင်ကအထက်ကျောင်းမှာလုပ်နေတဲ့သူ့တငယ်ချင်းစီသွားနေတာလို့ပြောတယ်ကြော်ကြော်ကြီး။ရွှေစင်မရှိကမှပဝင်းချင်းကလည်းသူတို့တည်ထားတဲ့ရွှေစင်ရဲ့အကြောင်းလေးကိုပြောပြကြတယ်။ကြော်ကြော်မိမကတင်နန်းမှာကောင်းလေးတယောက်နဲ့ရှုံနေတာလေ။ကျမသမီးကလည်းအတင်နန်းမှာမလို့တည်တာ။သမီးကခဏခဏပြောတယ်။ကျမအာနာလို့လားမပြောတာ။ဒေါ်တန်းသားကစိတ်ရှုပ်ထွေးသွားပြီးကြော်ကြော်ကိုပြန်ပြောပြတော့ကြော်ကြော်ကမပါမှု၊ကွာမယ်မေ။ကျွန်တော်ကပြတ်နိုင်တယ်။ကျွန်တော်ကိုဆဲဆိုသွားတယ်မိမ။ကျွန်တော်မပြတ်နိုင်စရာမရှိဘူး။ ထိုကကြော်ကြော်ရဲ့တငယ်ချင်းအောင်ကလည်းထောက်ခံတယ်။ယောက်ျားအပေါ်လေးစားမှုမရှိတဲ့မိမကွာလိုက်ဟိတ်ကတကယ်ချစ်တဲ့မိမကိုယောက်ျားကိုမဆဲဘူး။မင်းဘက်ကသူ့အပေါ်တာဝန်မကြီးတာမင်းမားတာမလို့သူဆဲတယ်ဆိုလက်ခံတယ်။ခုတော့ तू ကသူ့သားမင်းကိုရစီရမရှိအောင်ပြောဆိုပြီးမင်းပြန်ပြောရင်ကျရန်လုပ်ပြီးဆဲဆိုနေတာ။ဒေါ်တန်းတန်းနဲ့ဒေါ်ခင်မော်တို့ကတော့ဘာမှဝင်မပြောကြပါတော့ကြာသူတို့သားကိုမြောက်ပေးတယ်ဆိုတာမျိုးဖြစ်မှာဆိုရတယ်ကျော်ကျော်ကသူ့ကိုရွှေစင်ကပြန်ဆက်သွယ်လာတဲ့အခါ ငါနင်းနဲ့မပေါင်းတော့ဘူးကွာမဲထိုကရွှေစင်ကငိုချင်းချ၍မောင်မရှိလို့မဖြစ်ဘူးတွေဖြစ်ကုန်နဲ့ကွာမပေးနိုင်ဘူးမောင် မောင်မရှိလို့မဖြစ်လို့ပါရွှေစင်တောင်းပန်ပါတယ်မောင်ရင်ကြောကြောကဟာတိုက်ရီပြစ်လိုက်မိတယ်ဘာခုမှငါမရှိလို့မဖြစ်ဘူးဟုတ်လားနင်ငါ့ကိုပြောခဲ့တော့ငါတော့ငါထက်သာတဲ့ကောင်ယူပြမှာစို့ဘယ်လိုလဲခုကြငါထက်သာတဲ့ကောင်မတွေ့ဘူးလားနင်ယူမဲ့အကောင်မရှိဘူးလားရွှေစင်မိဘတွေကကြောကြောကိုသူတို့တမီးနဲ့ပြန်ပေါင်းမှုပြောလာကြတယ် ဒေါခင်မောကပါကြော့ကြော့ကိုအိမ်အောင်ခွဲမဖြစ်စေချင်တာကြောင့်ရွှေစင်နဲ့ပြန်ပေါင်းစေချင်တယ်။ကြော့ကြော့ကလက်မခံပါအမေအမေတခုခုဆုံးဖြတ်ပေးပါအောင်။ဒါသူ့ကိုပြန်မပေါင်းနိုင်ဘူး။꽈လိုက်တော့မယ်။သူ့အရင်သားကိုမပေါင်းမှုပြောတာ။ဒါကအရင်꽌မယ်꽌မယ်ပြောခဲ့တာမဟုတ်ဘူး။ဒေါတန်းသားကစိတ်ညစ်ညူးစွာနဲ့တက်ပြင်းသာချနေမိတယ်။ရွှေစင်ကမောင်ရွှေစင်မောင်နဲ့꽌မပေးနိုင်ဘူး။တကယ်လို့မောင်တိတ်꽌ကျင်နေတယ်ဆိုရင်ရွှေစင်ကိုယောက်ျေးပေးရမယ်။ ရွှေစင်ရကြော်ကြော်တို့ဘက်ကရော်ကြီးမပေးနိုင်မှန်းသိတာကြောင့်ကြည်ပြီးတုပ်ပြီးပြောလိုက်တယ်။ထိုအခါကြော်ကြော်စိတ်ငြိမ်ရတော့တယ်။အမေရဲ့ तू ကလေတခုလည်းဖြစ်မှာတော့ကြောက်သားဗျ။ဟွန်းတခုလည်းဖြစ်ရင် သူ့ကိုဘယ်သူမှမယူဘူးဆိုတာ तू သိမှာပေါ့။ကြော်ကြော်ကမချီစွာရည်ရင်ပြောတယ်။သူ့ရင်ထဲမှာမကြင်မနှက်နဲ့နာကျင်နေတာကိုသူ့မျက်ဝန်းတွေကတဆင့်ဒေါ်တန်တန်မြင်နေရတယ်။ဘယ်တက်နိုင်မလဲသားရဲ့။သားရဲ့အိမ်အောင်ရေးကံမဲ။မင်းနဲ့သူရေစက်မကုန်သေးသေး၍အတူတူရှိကြအောင်ပါပေါ့။ ရေစကုံနဲ့နဲ့ဘသူအကူညီမှမလို့ပဲကွဲကွာသွားပါလိမ့်မယ်။ဒါသူ့ကိုတနေ့ခွင်လွှတ်ခြင်းခွင်လွှတ်လာနိုင်မှာပဲ။ပြတ်တောက်သွားတဲ့ကျိုးကိုပြန်ဆက်တော့လေအဖို့ထစ်ကြီးတန်နေမှာပဲအမေ။ဒါကတော့ရေစကုံတဲ့နေ့ကိုပဲစောင့်နေမှာပါ။ပရိသတ်များရှင်ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။